အားလုံးပဲမင်္ဂလာပါပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 9 Stress and How to Beat It Comprehension A and B ရဲ့ 9B Vocabulary ရဲ့ကိုအတူတူလေ့လာဖြည့်ဆို့ကြည့်ကြရအောင် Comprehension A Give a full sentence answers to each question below အမှပေးထားတဲ့မေးခွန်းတည်တည်ကိုပြပြဆုံဆုံးဖြည့်ပေးပါရစေ 1. List various forms of stress စစ်ပီစီမှုပုံစံအမျိုးမျိုးကိုစည်ရင်ပြည့်စုံပါတယ်ကျွန်တော်တို့က passage တွေကပါတဲ့အတိုင်းစစ်ပီစီမှုပုံစံတွေအမျိုးမျိုးက anxiety worrying fear tension pressure as a trouble no ဒီတိုင်းပဲဖြစ်ရမှာပဲ various forms of stress are anxiety worrying fear tension pressure as a trouble two why is it likely to have facials like colds and flu when we feel stressed ကျွန်တော်တို့စစ်ပီစီမှုတံကိုခံရတဲ့အခါတဲ့ အေးမိခြင်းနဲ့သူတို့တုတ်ကွေးလိုမျိုးယောဂါတွေဘာကြောင့်မို့ရနိုင်ကြီးရှိနိုင်ကြီးများတာလဲတဲ့။ဘာကြောင့်မို့လဲဆိုတော့ကျွန်တော်တို့ test မှာပါတဲ့အတိုင်း stress can weaken our body's immune defenses ကျွန်တော်တို့ရဲ့ခုခံအားစနစ်ကိုစစ်ပြည့်စုံမှုတွေကအားနည်းစေနိုင်လို့ပေါ့နော်။အဲ့တော့အဖြေကဒီတိုင်းပါပဲ။ It is likely to have effects like colds and flu ဒါပေမဲ့အကျဉ်းတော့ပို့သွားတယ်။ When we face stress because stress can weaken our body's immune defenses ဖြစ်ပါတယ်။ 3 what happens when we laugh ကျွန်တော်တို့ရေလိုက်တဲ့အခါဘာဖြစ်သွားသလဲတဲ့ကျွန်တော်တို့ရေလိုက်တဲ့အခါနံရိုးတွေပြန်ကားသွားမယ်အဲ့လိုနီးနဲ့အဆုတ်သေးကိုလေတွေအများကြီးဝင်လာပြီးတော့မှကျွန်တော်တို့ရဲ့နှလုံးတွေအုံနောက်တွေအသည်းတွေကျွန်တော်တို့ခန္ဓာကိုယ်စိတ်ပိုင်းစီကိုပို့နေတဲ့အောက်ဆီဂျင်တွေတည်ယူပို့ဆောင်ဖို့အတွက်လိုအပ်တဲ့လေတွေအများကြီးကိုဝင်သွားစေတာပေါ့နော်ဒီတိုင်းပဲဖြစ်ရုံပါပဲအဲ့တော့ when we left ကျွန်တော်တို့ရေးလိုက်တဲ့အခါ our rib cage expand thereby letting our lungs take more air to transport more oxygen to our brain heart liver and all parts of our body ဟုတ်ကဲ့စစ်ကြည့်ကြအောင် for how can we remove bitter unpleasant feelings bitter ဆိုခါတီတော့ပေါ့နော်ဒါမကောင်းတဲ့အသေးပဲပါမကောင်းတဲ့မနှမြုပ်စရာကောင်းတဲ့စိတ်မချမ်းမြေ့စရာခံစားချက်တွေကိုကျွန်တော်တို့ဘယ်လိုဖယ်ရှားနိုင်တယ်လဲတဲ့ကျွန်တော်တို့ရဲ့ a feelings တွေကိုဘယ်လိုဖန်ဘယ်လို ဖြေရှင်းနိုင်လဲဆိုတော့ we call pleasing or humorous incident in your past or thinking about someone who care much about you or someone you care much about ကျွန်တော်တို့တခြားနည်းလမ်းနေရှိပေမဲ့လဲဒီ text ထဲမှာကတော့ဒီ passage ကအသင့်တော်ဆုံးမို့လို့ဒီတိုင်းပဲဖြေလိုက်ပါတယ်အဲ့တော့အဖြေက how နဲ့မိထားတော့ကျွန်တော်တို့က by we calling နဲ့စာအောင်ပါပေါ့နော်အဲ့တော့ we can remove vital unpleasant feelings by recalling pleasant or humorous incident in our past or thinking about someone who care much about us ကျွန်တော်ဒီမှာ us ဖြည့်ပြတာပေါ့နော် or someone we care much about test တဲ့မှာတော့ you 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 နဲ့ရေးထားတာကျွန်တော်တို့ကဒီနေရာမှာကိုယ်ကပြန်ဖြည့်ရမှာပုံစံဖြစ်တဲ့အတွက် we တို့ us တို့ပြောင်းပေးလိုက်တာပါ5 what can we experience by practicing yoga or reciting a short prayer ဖျားစာရွက်ချင်းတော့မဟုတ်ယောဂလေ့ကျင့်ခြင်းဖြင့်လည်းကျွန်တော်တို့ဘာကြုံတွေ့ခံစားနိုင်တယ်လဲတဲ့ဒီ passage တဲ့မှာတော့ the come you experience experience ဆိုတော့ well amaze you ဒီလိုမျိုးဖျားစာရွေးခြင်းဒီယောဂလုပ်ခြင်းအဖြစ်ကျွန်တော်တို့ခံစားမှာက the calm ငြိမ်ပြငြိမ်းချမ်းငြိမ်းချမ်းမှုပေါ့နော်စိတ်ငြိမ်းချမ်းမှုကိုခံစားတာဖြစ်တယ် the calm ပေါ့နော်အဲ့တော့ we can experience the calm by practicing yoga or reciting a short prayer among the seven ways recommended in the passage to reduce stress which one do you like best why စာပေထဲမှာပေါ်ပြအကြံပြုထားတဲ့နီလန်း9တွယ်တဲ့ကတဲ့စိတ်ပြည့်စုံမှုကို ထီကျော်ဖို့အတွက်နီလန်ခွန်တဲတဲကဝင်းချုံကဒီယူလိုက်ပဲဘယ်ဟာကိုမကျိတ်ဆုံးလဲတဲ့ဘယ်နီလန်ကိုကျိတ်ဆုံးလဲတဲ့ဒါတဲတဲ့အဖြေကတော့တူမမှုပေါ့နော်အဲ့တော့ I like listening to music ဒါတော့ကျွန်တော်ကျိတ်ဆုံးမှာပဲ because it can reduce stress if not brings an end to it ပြဿနာပြေလည်သွားတာမဟုတ်ဘူးဆင်တော့မှာပဲကျွန်တော်တို့ရဲ့စိတ်ဖြည့်စင်မှုကိုရောကြစီလို့ပါဟုတ်ကဲ့စစ်ကြည့်ကြရအောင် state a cause of stress that is not mentioned in the passage. ဆာဘက်ထဲမှာမဖော်ပြထားတဲ့ စစ်ပီစီမှုကိုဖြစ်စေတဲ့အကြောင်းရင်းတစ်ခုကို state ဖော်ပြပါတဲ့အများကြီးရှိတာပေါ့နော်ကျွန်တော်တို့စစ်ပီစီမှုဖြစ်စေတဲ့အကြောင်းရင်းကတော့အများကြီးပဲရှိတယ်ကျွန်တော်ကတော့တစ်ခုပဲရေးလိုက်ပါတယ် discrimination ခွဲခြားဆက်ဆံခံမှုပေါ့နော် maybe financial problem တွေလည်းဖြစ်နိုင်တယ်မိသားစုပြဿနာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်တခြား other situation တွေလည်းအများကြီးရှိပါတယ်ကျွန်တော်ကတော့ discrimination တစ်ခုပဲယူပေးလိုက်ပါတယ်8 state three more ways of relieving stress relief ရရောနေစီတာပေါ့နော်တက်တာစီတာပေါ့စစ်ပီစီမှုကိုတက်တာစီမဲ့ ဒီနီလန်၃မျိုးကိုဖော်ပြပါတဲ့နောက်ထပ်နီလန်၃မျိုးဖော်ပြပါတဲ့ sorry စပီဇီမျိုးကိုတက်တာစေမယ်နောက်ထပ်နီလန်၃ခုကတော့ there are three more ways of relieving stress are ဒါကျွန်တော်အဖြေလေးပေါ့နော် getting off your chest မေးရင်ဖွင့်လိုက်တာပေါ့ကိုခံစားနေရတာကိုရင်ဖွင့်လိုက်တာ getting off your chest listening to the sound that motivate you မင်းကို ဒါမှမဟုတ်ကိုယ့်ကိုပေါ့နော်ပင်ကို motivate လုပ်ပေးမယ်တချင်မျိုးတွေကတားထောင်မယ် or ဒါမှမဟုတ် crying alone quietly တစ်တစ်ကလေးအငူကြည့်လိုက်တာပေါ့နော်ငူပြီးရင်တစ်ကနေပြန်စပေါ့နံပါတ်9 what do you usually do when you feel stressed message ပြည်စမှုကိုခံစားရတဲ့အခါမင်းဘာလုပ်လို့ရှိသလဲတဲ့ကျွန်တော်ကတော့ I usually listen to music whenever I feel stressed. Okay. ဒီမဲလို့မျောလဲမှာတယ်စစ်တီကြအောင် complete each blend ကျွန်တော်လည်းဒီမှာ blend blend ဖြစ်နေတယ်တစ်စိလောက်ခဏလောက်တိခံပေးပါ complete each blend with an appropriate preparation တင်းတော်ရဲ့ဖော်ပြခြင်းနဲ့ဒီ taste sorry ဒီ table ထဲမှာပေးထားတဲ့တင်းတော်ရဲ့ဖော်ပြခြင်းနဲ့ကွက်လက်များကိုဖြည့်ပါတဲ့ရှင်းလောက်ဆေးလေးပန်းဖြည့်သည် dwellum ဒီကိုမစ်ပြလေးရင်ကောင်းတော့မရဘူးမစ်ပြဖဲနဲ့ထပ်ပတ်တယ်လည်းဒီအကြောင်းကိုတွေးတော်ပြီးတော့ပြောဆိုနေသည် inhale and exhale ရှူတွင်းသည်ရှူထုတ်သည် meet the deadline အလုတ်ကိုပြီးစီအောင်လုပ်သည်တတ်မှတ်တဲ့ချိန်တွင်ပြီးစီအောင်လုပ်သည် men their broken relationship သူတို့ရဲ့ပြည့်စည်သွားတဲ့ relationship ကိုဆက်ဆံရေးကိုပြန်လဲပြုပြင်သည်ပြန်လဲတည်ဆောက်သည် rancor and anger ရန်ညိုးနဲ့ဒေါသ reason low ပါတင်လိုက်ချလိုက်လုပ်သည် proper မောင်းနှင်သည် တွန်းအားပေးသည်ကိုကိုဖိအားပေးသည် soothe ကိုကို sorry soothe ဆိုတာဒီချမ်းမြေ့စေသည် supine ဆိုတာပြက်လက်အနေထားပေါ့နော် okay ကြည့်ကြအောင် if you blah 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 for a few minutes before bedtime you may fall asleep easily မဲအိယာမဝင်ခင်နဲ့မိနစ်အနည်းငယ်လောက် if you blah 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 ကုလလုံးမယ်ဆိုရင် you may fall asleep easily မဲအလွယ်တကူအိမ်မောချသွားလိမ့်မယ်တဲ့အဲ့တော့အိယာမဝင်ခင်ကျွန်တော်တို့ဘာလုပ်သင့်လဲအတင်တော်ဆုံးကတော့ဘာလုပ်မလဲ yes a haze and a sail ပေါ့ဝင်တက်ထွက်တဲ့ကိုအတက်ကိုရှူလိုက်ထုတ်လိုက်ဒါလေးမှတ်နေမယ်ဆိုရင်ကျွန်တော်တို့လွယ်တကူအိပ်သွားနိုင်တာပေါ့အဲ့တော့ a haze and a sail ပြီးသွားပြီ after the earthquake ငလျင်လုပြီးတဲ့နောက်တဲ့ the victims victims ဆိုတာကတိခတ်တရားရသူတွေကိုပြောတာ a person who has been attacked တိခတ်ခံရတဲ့လူ injured or key ဒဏ်ရာရတဲ့သူအသက်ခံရတဲ့သူ as a result of a crime ရာဇဝမှုတစ်ခုကြောင့်ဒါမှမဟုတ်ဒဇီယောဂတစ်ခုကြောင့်ဒါမှမဟုတ် accident မတ္တဆမှုတစ်ခုကြောင့်ပေါ့နော်အဲ့တော့ငလျင်ကြောင့်ဖြစ်တာငလျင်လုပြီးတဲ့နောက်တဲ့ငလျင်ကြောင့်ရတဲ့ငလျင်ကြောင့်ဖြစ်သွားတဲ့ဒီဒဏ်ရာသူတွေကိုတဲ့ where found တွေ့တယ်တဲ့ under the bed bed table ဒီစပွဲကြီးရဲ့အောက်မှာဘယ်လိုတွေ့ရလဲ တင်ဒိုလာဆိုတော့တခုပဲရှိတယ်စူပိုင်းပက်လက်ကြီးပေါ့နော်ပက်လက်တွေ့ရတယ်တဲ့โอเคစပြင်မယ်ထင်ပါတယ် Nice number 3 we should learn to accept criticism ကျွန်တော်တို့ဟာတဲ့ to accept လက်ခံမှု criticism ဝေဖန်မှုကိုနော် we should learn လက်ခံမှုသင်ယူရမယ်တဲ့ what talk blah 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 မကွက်လက်ဖဲနဲ့ what talk ဘာမရှိဘဲနဲ့လဲနော်ဘာမရှိဘဲနဲ့လဲ yes rancor and anger ရညိုးတွေဒေါသတွေမရှိဘဲနဲ့ကိုယ်ဝေဖန်လာရင်ကိုကလက်ခံတာကိုသင်ယူရမယ်တဲ့ for the two prims sometimes find time to meet up တငါရင်းနှောက်ဟာတဲ့တွေ့ဖို့အချိန်ကိုယူကြတယ်နော်တွေ့ဖို့အချိန်ယူပြီးတော့တွေ့ကြတယ် to blah 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 in cfn ကိုလက်လို့ဖို့ ਨੇ cfn မျိုးရှင်ကြည့်ဖို့ပေါ့အဲ့တော့ to ဘာလို့ဖို့လဲ to soothe လား to chill out chill out ပေါ့ yes chill out ဖြစ်ပါတယ် the incident left him paralyzed paralyzed ဆိုတာမလုပ်နိုင်မရှမ်းနိုင်နော်ဘယ်လိုမျိုးလဲခန္ဓာကိုယ်တည်သွားတာပေါ့နော်အကျိုးတွေတည်ကုန်နော် the incident left him paralyzed paralyzed ဆိုတော့ to make somebody either to feel or move all all or part of their body and through ရဲ့ခန္ဓာကိုယ်ကိုတစ်စိတ်တစ်ပိုင်းခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းတော့မဟုတ်ခန္ဓာကိုယ်အားလုံးကိုမလုံနိုင်မရှောင်နိုင်အောင်တော့မဟုတ်မခံစားနိုင်အောင်ဖြစ်စေသည်တဲ့အဲ့တော့ဒါကခန္ဓာကိုယ်တည်သွားတာကိုပြောတာတစ်ပိုင်းတည်သွားတာပဲဖြစ်ဖြစ်ဒီကိုယ်လုံးတည်သွားတာပဲဖြစ်ဖြစ် accident ကားတဲ့သူ့ကိုနော်ခန္ဓာကိုယ်တည်သွားစီတယ်တဲ့ but i mean after exercise လေ့ကျင့်ခန်းလုပ်ပြီးတဲ့နောက် he could to have his လက်သူ့ရဲ့ခြေထောက်တွေကို blah 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 လုပ်နိုင်ပြီတဲ့တခုပဲရှိတော့တယ် reason လို့ကတင်လိုက်ချလိုက်လက်ကျန်ကလုပ်ပြီးတော့သူ့ရဲ့ခြေထောက်တွေကိုမှားလိုက်ချလိုက်လုပ်နိုင်ပြီတဲ့ဟုတ်ကဲ့ reason လို့ next slide ကျွန်တော်တို့ငါးခုကျန်သေးတယ်ပေါ့နော် she always respond to things coming သူဟာတဲ့ to respond to things ဖြစ်လာတဲ့များအရာရာကို response calmly a a c c ပဲတုံ့ပြန်တယ် but ဒါပေမဲ့လည်း now အခုကျတော့ she is blah 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 by stress သူ့ကိုတဲ့ စစ်ဖီစီမှုကသူ့ကိုမောင်းနေနေပြီစစ်ဖီစီမှုကသူ့ကိုတွန်းအားပေးနေပြီတဲ့အဲ့တော့ by stress proper ပဲရှိပါတယ် proper after a long terry day terry ဆိုအရန်ကိုပင်ပန်းတော့အရန်ကိုခြေချလာတဲ့ပင်ပန်းတဲ့နေ့တည်းပြီးမှာတဲ့ i took a one bath ကျွန်တော်တဲ့ရေနွေးချိုးပြီးတော့မှ to blah 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 my say ရေနွေးချိုးခဲ့တယ်တဲ့ to blah 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 my say ကိုကိုကိုဘာလို့ဖို့လဲ dwell လို့ဖို့လား meet the deadline လား suit ပဲရှိပါတယ် just suit the coffee could finally find ဇုံတွဲတွေဟာတဲ့ဇုံတွဲဟာနောက်တော့ finally find နောက်ဆုံးတော့ရှာတွေ့သွားပြီတဲ့ away နီလန်တစ်ခုကို to blah 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 ကိုလာပို့ဆိုတော့ yeah to man their broken relationship ဟုတ်ကဲ့ Komen wrote this report the whole night Komen ဟာဒီစီရင်ခံစာကိုတညလုံးရေးခဲ့တာတဲ့ to ဘာလို့ဖို့လဲမပြီးသေးတာကိုအဲ့လိုကိုပြီးစုံလို့ပေါ့ to meet the deadline yes the last one you simply made a mistake sure ပါပဲတဲ့မင်းအမားလုပ်တာပဲ you don't need to blah 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 နော် to it you don't need to blah 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 it မင်းအဲ့ပုံမှာကိုမလုပ်တဲ့ပုံမှာဘာလို့နေစံမလုပ်ဘူးလဲအဲ့ယူတပြန်တန်းလဲတွေးပြီးတော့မှစိတ်ဆင်းနေစံမလုပ်ဘူး dwell လို့နေ it ဟုတ်ကဲ့စပြင်းမဲလို့မျောလဲမှာတယ်စစ်ကြည့်ကြရအောင် nine vocabulary words often confuse များတော့အပြင် confuse ရှုပ်ထွေးတတ်သောစကားလုံးများ some words were alike တချို့စကားလုံးတွေက words alike ကျွန်တော်ဒီမှာဆောင်းပြမှာပေါ့နော်ခုနကကျွန်တော် want လို့ကျွန်တော် miss type ပြီးပြထားလို့ပါ some words sound alike တချို့စကားလုံးတွေက sound alike ဆိုတာတော်တော်လေးကိုတူတာကိုပြောတာ sound alike or တော့မဟုတ် nearly alike တူတူလို့ရှိရတဲ့ but have different meanings တို့တော်냐လဲအတိတ်ဘယ်ကမတူဘူးတဲ့အင်းပြီးတော့ often cause trouble ဒုက္ခတွေခဏခဏ တွေ့ကြရတယ်တဲ့တချို့စကလုံးတွေကအဲတအားတူတယ်တူရအောင်ရှိတယ်အတိတ်ကကြတော့မတူဘူးဒါဒုက္ခအများကြီးတွေ့ရတယ်တဲ့ is a man ပြောမယ်ဆို take slow deep breaths by inhaling about 5 second take slow ဖြည်းဖြည်းเนาะ slow deep breath ဆိုတာကဖြည်းဖြည်းအစ်စ်ပြင်းပြင်းရှူတဲ့ by inhaling about 5 seconds 5စက္ကန့်လောက်เนาะအစ်စ်ရှူတွင်ညာအပြင်အစ်စ်ကိုဖြည်းဖြည်းနဲ့ပြင်းပြင်းလေးရှူလိုက်ပါတဲ့ middle breath ပေါ့နော် no? she sits tiny သူအညီလေးထိုင်နေတယ် in breathe in and out slowly and rhythmically သူဟာအစ်စ်ကိုနော်ဖြည်းဖြည်းနဲ့မှန်မှန်ရှူသွင်းလိုက်ရှူထုတ်လိုက်လုပ်နေတယ်တဲ့အဲ့တော့ there no? b r e like, like, a t h breath ပေါ့နော်အတန်တွက်က no? breath ဒီဟာက noun ဖြစ်တယ် amount of air that enters the lungs at one time now. So breath ဒါ noun ပေါ့နော်တရားကြတော့အတန်အတွက်က breathe ဖြစ်တယ် e တန်ထွက်ရမယ် breathe verb ဖြစ်တယ် take air into your lungs your lungs ပြရမယ် through your nose or mouth မြေပါးစပ်တော့မဟုတ်နှာခေါင်းကနေဖြတ်ပြီးတော့မှမင်းတို့အဆုတ်ထဲကိုလေဝင်သည်တဲ့လေယူသည်ဆိုတဲ့အဓိပ္ပာယ်ဒါကြတော့ breath ဒါကြတော့ breathe စင်တယ်အောင်နဲ့တူတယ်အောင်နဲ့မတူဘူးပေါ့နော်အဓိပ္ပာယ်ကတရား noun ဖြစ်တယ်တရား verb ဖြစ်တယ်ဒါကအသစ်ရှူသည်ဒါကဝင်သက်ထွက်သက်လို့ပြောမှာပေါ့နော်ဒါမှမဟုတ် တက်တက်တက်ရှူလိုက်တဲ့လေဖြစ်ပါတယ်။ဟုတ်ကဲ့စစ်ကြည့်ကြအောင်။ Study the following table. အောက်ပါဇာတ်ကြီးကိုလေ့လာပါတဲ့။ဒီမှာ verb တွေနောင်းနေနောင်းနေနောင်းနေပြီးထားတယ်ပေါ့နော်။သူက to the young နဲ့အတိတ်ပဲမတူတဲ့စကားလုံးကြီးဖြစ်ပါတယ်။ affect affect ကတော့ verb ဖြစ်တယ်။ produce a change in somebody or something တခုခုတော့မဟုတ်တရားရောက်တစုံတယောက်ကပြောင်းလဲမှုကိုထုတ်လုပ်တာဆိုတော့တရားမှုရှိသွားတာတစုံတယောက်ကိုပြောင်းလဲစေတာတရားမှုရှိပြီပေါ့။ ဒါကြတော့ verb ဖြစ်တယ်။ဒီ effect ကြတော့ noun ဖြစ်တယ်။ A change the somebody is something called somebody something else ။တစုံတစ်ယောက်ကိုတစုံတစ်ခုကတစုံတစ်ခုဖြစ်စေတဲ့ပြောင်းလဲမှုဒါ noun ဖြစ်တယ်။ accident ဆိုတာက an unpleasant event that happens unexpectedly မမျှော်လင့်ဘဲနဲ့ဖြစ်ဖြစ်တော့စိတ်မချမ်းသာစရာဖြစ်ဖြစ် cause injury or damage ပျက်စီးထိခိုက်ဒဏ်ရာဖြစ်သွားစေတဲ့အဖြစ်ဖြစ်ဥမာ car accident လိုမျိုး motorcycle accident လိုမျိုးတကယ်ကြတော့ incident ဒါကြတော့ accident ပေါ့နော် accident ဒါကြတော့ incident ပေါ့ something that has been especially happened especially something unusual and pleasing ဒီပုံမှန်မဟုတ်တော့စိတ်မချမ်းသာကောင်းတော့အဖြစ်ဖြစ်တခုခုဖြစ်ဖြစ်တော့ဖြစ်ဖြစ်ပေါ့နော်ဒါလည်းနောင်ဖြစ်တယ်ဒါလည်းနောင်ဖြစ်တယ်ဒါကြတော့ accident တရားထိခိုက်တယ်ရတာဒါကြတော့ထိခိုက်တယ်ရခြင်းမဟုတ်ပါဘူးရခြင်းမရမှာပေါ့နော်သူကတော့ရိုးရိုးဖြစ်ဖြစ်ပဲသူကတော့မတော်တဆမမျှော်လင့်ပဲနဲ့ရုပ်တည်ဖြစ်ဖြစ်တယ်ဖြစ်ဖြစ်ကိုပြောတာ conscious ဒါကျွန်တော် text ထဲမှာလည်းပြောခဲ့တယ် conscious နဲ့ conscious ကိုရှိချက်က take care to do things carefully and correctly တခုခုကိုဂယုဒစိုက်နဲ့မှန်မှန်ကန်ကန်ဂယုဒစိုက်လုပ်တော့ဂယုဒစိုက်လုပ်တော့ပေါ့နော်ဒါ questions ကတော့ aware of something noticing something တခုခုကိုသတိရှိတော့ဆိုရတယ်ပဲ lane lane ကြတော့ a narrow road in the country တောကြီးလက်ကကျင်းကျောင်းနဲ့ land land တွေလေးကိုတို့တာ light ကြတော့ a railroad track track ဆိုတာ land ကြောင်းကိုတို့တာယထာ land ကိုတို့တာပါတဲ့ perspective perspective ကကျွန်တော်တို့အမြင် a particular attitude towards something တခုခုနဲ့ပတ်သက်ပြီးတော့မှမင်းရဲ့အမြင်သဘောထား attitude ဆိုတာသဘောထားကိုပြောတာ ability to think about problems and decision in reasonable way ဒီဥတီကြတဲ့နီလန်းနဲ့ဒီပြဿနာတွေကိုဒါမှမဟုတ်ဆွန့်ပြတ်ချက်တွေကိုတွေးတောစဉ်းစားကြည့်တဲ့ perspective ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့သဘောထားကိုပြောတာနောက်ကွာ retrospective ဆိုတာက thinking about or connected with something that happened in the past အတိတ်မှာဖြစ်ပျက်ခဲ့တော့အကြောင်းအရာတစ်စုံတစ်ခုနဲ့ဆက်ဆက်နေတော့အဲ့ဒီအကြောင်းအရာတစ်စုံတစ်ခုကိုစဉ်းစားတော့ often with a different opinion အတွေ့အမြင်တစ်မျိုးနဲ့ပေါ့နော်အမြင်တစ်မျိုးနဲ့အတိတ်မှာဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုကိုပြန်ပြီးတော့မှစဉ်းစားတော့ပြန်ပြီးတော့မှတွေးတော့ဆိုတဲ့အတိတ်ပဲဖြစ်တယ် retrospective ပါဟုတ်ကဲ့အဲဆိုရင်အဲအားလုံးဒီတက်ပို့ပြီးတော့မှ detail ကြည့်ရင်လည်းဆိုတော့ဗီဒီယိုလေးကို pause လုပ်ပြီးတော့မှလေ့လာသိကြပါတယ်ဟုတ်ကဲ့ exercise ကိုတွားကြရအောင် analyze the correct alternative alternative ဆိုတာကရွေးချယ်စရာရွေးချယ်စရာမှန်ကန်တဲ့ရွေးချယ်စရာဟုတ်တဲ့ရွေးချယ်စရာတစ်ခုကို underline သားပေးပါတဲ့ Number 1. One particular incident or incident this stays my this stays in my mind is my first day at school. One particular incident. ထူးခြားတဲ့ကျွန်တော်ရဲ့ဒီဘတော်တဆမှုလားဒါမှမဟုတ်အဖြစ်ဖြစ်လား this sticks in my mind ကျွန်တော်စိတ်ထဲမှာစွဲနေတော့ in my first day at school. ကျွန်တော်ရဲ့ကျွန်တော်ရဲ့စိတ်ထဲမှာစွဲနေတဲ့အဖြစ်ပြက်တစ်ခုကတဲ့ကျွန်တော်အကြောင်းပထမဆုံးတက်တဲ့နေ့ပဲတဲ့အဲ့တော့ accident ဖြစ်မလား incident ဖြစ်မလား yes incident မှာဖြစ်မှာပေါ့နော်ဒါမှတော်တဆမှုမဟုတ်ဘူးအဖြစ်တွေကိုပြောတာ The museum is having a perspective or retrospective inhabit of the arts early was uh, sorry of the artist early was ဟိုရှေ့ခက်ကအနုပညာရှင်တွေရဲ့လက်ရာတွေကိုနော်ဖော်ပြထားတဲ့ဒီ museum မှာတဲ့ is having ဖော်ပြထားတဲ့ရှိတယ်ပေါ့နော် a perspective inhabit လာ inhabit ဆိုတာပြတ်တာထားမှုဒါမှမဟုတ် retrospective လာ ဟိုးရှိခေတ်တုန်းကအနုပညာရှင်တွေလက်ရာဆိုတော့ကျွန်တော်တို့ကအတိတ်ကဒီအဖြစ်ပြအတိတ်ကအနုပညာရှင်တွေနဲ့ဆက်ဆက်နေတာဆိုတော့ retrospective မှာပဲဆက်နေမှာပေါ့နော် we are conscientious or conscious of the generation gap problem generation gap problem between youth and their parents ကျွန်တော်တို့ဟားတဲ့ conscientious မမှန်ကန်ကန် give design လောက်ရမီလားဟောသတိရှိကြသည်လားဒါမှမဟုတ် conscientious သတိရှိကြသည်လားသတိရှိကြသည်လားတဲ့ of the generation gap ဒါ generation gap ဆိုတာ music ကွာဟာမှုပြဿနာတွေပေါ့နော်ဒီလူငယ်တွေနဲ့မိဘမိသားမိဘတွေကြာကမိသားစု sorry music ကွာထားတဲ့ပြဿနာကိုကျွန်တော်တို့ဟာသတိရှိကြသည်လားမမကန်ကန်ကြီးဒီဇိုင်းကြီးစိုက်ကြသည်လားတင်းတော်ဆုံးကတော့ conscious ပါပဲ conscious က taking care doing something correctly in correctly in ပါလေ carefully okay so for i didn't mean to break it အဲ့ဒါကိုငါချိုးလိုက်ဖို့မရခဲ့ဘူးတဲ့ it was an accident စမ်းသပ်တာမဟုတ်တော့ accident ဖြစ်ပါတယ်မတော်တဆမှုဖြစ်တော့တာ the draft may seriously affect or affect ဘိုးကောင်ရေရှားမှုကတဲ့ may seriously ပြင်းပြင်းထန်ထန် affect တဲ့မှုရှိနိုင်တယ်ဒါ may ဆိုတော့ verb ပဲဖြစ်ရတော့မှာ affect က verb ဖြစ်တဲ့အတွက် the central part of the မြန်မာမြန်မာပြည်အလဲပိုင်းဒေသကိုတဲ့ပြင်းပြင်းထန်ထန်ထိခိုက် sorry အတဲ့မှုရှိနိုင်တယ်ဆိုတော့ affect ပါပဲ we drove along the muddy lane or muddy line to reach the farm mode တဲပေါ့နော်ဖမ်းမောက်ဆိုတာလဲတဲကိုရောက်ဖို့တွေ့တဲ့ကျွန်တော်တို့ဟာ drop allow မောင်းသွားတဲ့ mathy lane လာရှင့်ထူတဲ့ land တစ်လျှောက်ပေါ့ဒါ lane ဆိုတော့ကျွန်တော်တို့က lane မသွားမယ် line ကရထားနဲ့ဆိုင်တာ they use ဒီနေ့ခေတ်လူငယ်တွေဟာ should be more conscious လာ conscious about their own land တွေသူတို့ရဲ့ကိုယ်ပိုင်သင်ယူမှုလေ့လာမှုနဲ့ပတ်သက်ပြီးတော့မှဒီနေ့ခေတ်လူငယ်တွေကသတိရှိရမယ်လားကောင်းကောင်းသိချင်ရဂယူဆိုင်ပြီးတော့မှလုပ်ရမယ်လားအဲ့တော့ conscious ပေါ့ဂယူဒီဇိုင်းနဲ့တတိချာချာမမှန်ကန်ကန်လုပ်ရမယ် Modern family mothers can have an adverse effect on sorry, effect or effect on the environment. Modern family mothers ဆိုတာခက်တဲ့စိုက်ပျိုးနည်းစနစ်တွေဟာ can have ရှိနိုင်တယ် in a diverse ရောင်းပြန်ကြိုးတက်မှုပြောတာ adverse ကျွန်တော်တို့ဒီရောင်းပြန်ကြိုးတက်မှုဆိုတာဆိုးကျိုးဖြစ်စေတယ်လို့ပြောတာဆိုးကျိုးပေါ့နော်အဲ့တော့ဒီမှာက an adverse the adjective ဆိုတော့ noun form လိုက်မှာဖြစ်မှာပေါ့နော်အဲ့တော့ effect 9 the train was delayed ရထားကကြန့်ကြာနေတယ်တဲ့ because a tree had fallen across the lane လာ the line လာရထားနဲ့ပတ်သက်တာဆိုတော့ line ပဲဖြစ်ရမှာပေါ့နော်ဒီတက်ပင်ကားတဲ့ရထားနဲ့မျိုးဖြတ်ပြီးတော့မှကြိုးကြနေလို့ရထားကကြန့်ကြာနေတာ let's look at the traffic congestion problem from a different let's look at ကြည့်ကြရအောင်တဲ့ the traffic congestion problem ဒီကားကျတဲ့ပြဿနာ နော်ဒီမော်တော်ရင်ကြက်တဲ့ပြဿနာပေါ့ traffic congestion problem ကိုတဲ့ different ဘာနဲ့ကြည့်မလဲတဲ့အမြင်တစ်မျိုးနဲ့ကြည့်ရမှာပေါ့ perspective ဖြစ်ပါတယ် perspective ပါဟုတ်ကဲ့ဆင်မြဲလို့မျှော်လင့်ပါတယ်ဆင်မပြေသည်များကိုလည်းကျွန်တော်ရဲ့ comment box မှာဝင်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးတိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်အပတ်မကြည့်ရင် channel လေးကို subscribe လုပ်ပေးဖို့တောင်းဆိုပါရစေ bye bye